အလုံးမဲ့မင်္ဂလာပါကပ်တူနိုဘာပေးမှကျန်တဲ့ကျိုးစုလိုက်ပါတယ်ဒီနေ့အနူဘာတို့ပြပြပြသွားမယ်အကြောင်းအရာလေးကတော့ PK အချိန်နဲ့က long feature အကြောင်းပဲဖြစ်ပါတယ်ကျောင်းရည်မစားခဲ့နိုဘာရဲ့ channel ကို subscribe like comment share လေးလေးလုပ်ပေးကြပါအောင်နော် PKY long feature မှာဆိုရင် computer တွေကသူတို့ရဲ့ crypto assets တွေကိုအပေါင်ထားပြီးတော့ရှင်းွယ်ရယူနိုင်တဲ့နေရာပါ crypto long feature ကိုအဓိကအားဖြင့်တော့ margin trade ကအသုံးပြုသူတွေနဲ့ liquidity လိုအပ်တဲ့ investor တွေကအသုံးပြုကြတာများပါတယ်။ PK ရဲ့ loan feature မှာဆိုရင်ခုမှရှိတဲ့ crypto assets တစ်ခုခုဥပမာ PGP, ETH, BTC စတဲ့ coin တွေကိုအပေါင်ထားပြီးတော့ စတေဘယ်ကွိုင်းအပြင်အရှားကွိုင်းများကိုပါရှိယူနိုင်တဲ့စားဖြစ်ပေးတဲ့နေရာဖြစ်ပါတယ်။ပီကက်လုံးမဆိုရင်လုံးတက်နှစ်မျိုးရှိပါတယ်။အဲ့ဒါတွေကတော့ flexible လုံးနဲ့ fist dam လုံးဖြစ်ပါတယ်။ flexible လုံးကတော့တက်တန်တက်မှတ်ထားတာမရှိတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ရှင်းငွေကရက်တက်တန်ကန့်သက်ချက်မရှိဘဲငွေရှိယူထားနိုင်ပါတယ်။ဒါပေမဲ့ရှင်းငွေရဲ့အတိုးတက်တလောက်ကိုကိုကပြရှိရမှာပါ။ကိုယ့်ရဲ့ရှင်းငွေကိုလည်းအရှိန်မကြီးဖြတ်ပြီးတော့ဖြတ်ဆက်နိုင်ပါတယ်။ fist dam လုံးကကြတော့ ရှင်းငွေကိုတက်တန်တစ်ခုသတ်မှတ်ထားပေးရပါတယ်။ဥပမာ9ရက်၊15ရက်၊ရက်30စသဖြင့်သတ်မှတ်ထားပေးရပါတယ်။ရှင်းငွေရဲ့တက်တန်အလိုက်ကြတဲ့အတူတွေကိုလည်းပြဆောင်ရပါတယ်။ PK Asian နဲ့က Long Fisher မှာအပေါင်းဖြစ်တဲ့အသုံးပြုလို့ရတဲ့ coin တွေကတော့ BTP, BTC, ETA, USDT, USTC, Solana စတဲ့ major coin တွေပဲဖြစ်ပါတယ်။ပြန်လည်ရှင်းယူလို့ရတဲ့ coin တွေကတော့ USDT, USTC, BTC နဲ့ ETH တို့ပဲဖြစ်ပါတယ်။ ခရစ်တုလုံးနေရှိတဲ့အခါမှာသတိထားရမယ့်အချက်တစ်ခုကတော့ခုအပောင်ထားရတဲ့ကွက်ရဲ့ဈေးတွေကကျလာပြီဆိုရင်လုံးဝရှုလို့ခေါ်တဲ့ LTV ကတဖြည်းဖြည်းတက်လာမှာပဲဖြစ်ပါတယ်။ KPTV က platform ကသတ်မှတ်ထားတဲ့ limit ကိုကျော်သားပြီဆိုရင်တော့ system ကကိုအပောင်ထားရတဲ့ coin ကို force liquidation နဲ့အလိုလျောက်ရောင်းပြစ်နိုင်ပါတယ်။ဒါကြောင့်ခူကရှင်းငွေယူထားတဲ့ဆိုရင်တော့ LTV ratio ကိုမကြာခဏစစ်ဆေးဖို့လိုအပ်ပြီးတော့ force liquidation မဖြစ်ခင်မှာကိုရဲ့ရှင်းငွေကိုတစ်စုပ်တစ်ပိုင်းပြန်ဆက်တာမျိုးဓမ္မဖို့ရဲ့အပောင်ဖြစ်စေကိုထပ်တိုးပေးတာမျိုးလုပ်ပြရပါတယ်။ဓမ္မသာကိုအပောင်ထားတဲ့ coin တွေက picking ကနေပြန်ပြီးရနိုင်မှာပဲဖြစ်ပါတယ်။ ဒါကရော Bigen Asian တဲ့က Long Fisher ရဲ့အကြောင်းဝင်ဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့ Bigen Asian တဲ့က Long ကိုဘလို့အဆင့်ဆင့်ရှိလို့ရတယ်ဆိုတာကို step by step လုပ်ပြပေးတော့ပါအောင်မယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာလည်းဆက်တွေ့ကြမယ်နော်။